စက်တင်ဘာ20ရက်နေ့ညနေမှာတော်လိုင်းရေးတပ်တွေက စကိုင်းတိုင်းတွင်းကဘန်းမောင်မြို့ကို အပိသက်တိုက်ခိုက်သိမ်းပိုက်လိုက်ပါပြီ။ဒါဟာ NUG ရဲ့စစ်တေသတီထောင်တဲ့၄နှစ်ပြည့်နေ့မှာ သိမ်းပိုက်နိုင်တဲ့မှတ်တမ်းတစ်ခုလည်းရရှိခဲ့ပါတယ်။ဘန်းမောင်မြို့ကိုသိမ်းပိုက်ဖို့အတွက်စက်တင်ဘာ15ရက်နေ့ကလေးကတိုက်ပွဲကိုဖော်ဆောင်ခဲ့တာဖြစ်ပြီးတော့ ပြည်သူကာကွယ်ရေးတပ်မတော် PDF တရင်တပ်ဖွဲ့တွေကချင်လွတ်လပ်ရေးတပ်မတော် KIA ကရူဒေတာကာကွယ်ရေးတပ်ဖွဲ့ပကဖအစရှိတဲ့တော်လှန်ရေးပူးပေါင်းတပ်တွေပူးပေါင်းပြီးတော့တိုက်ခိုက်သိမ်းပိုက်ခဲ့ကြတာလည်းဖြစ်ပါတယ်အနယူချင်းနဲ့တိုင်းသားလက်နက်ကိုင်ဖွဲ့တွေကဗဟုကုကဲရေးနဲ့ပေါင်းစပ်ညှိနှိုင်းရေးကော်မတီ Central Command and Coordination Committee C3C ရန်တရားကိုတည်ထောင်ပြီးတော့ အမှတ်၁စစ်ဒေသကို2021ခုနှစ်စက်တင်ဘာ20ရက်နေ့မှာ စတင်ဖွဲ့စည်းခဲ့ပါတယ်။အခုမျိုးသိန်းတိုက်ပွဲကိုလည်းအမှတ်၁စစ်ဒေသရဲ့ကိုကဲမှုနဲ့ပေါ်ဆောင်ခဲ့ကြတာပါ။ဗန်းမောင်းမျိုးကိုတိမ့်ပိုက်နိုင်ခဲ့တာကြောင့်တော်လန်ရေးတပ်ဖွဲ့တွေကစကိုင်းတိုင်းအတွင်းမှာခံပတ်မျိုးသစ်ရွှေပြည်သာ ပင်လယ်ဘူးမော်လူးအင်းတော်နဲ့ အခုဗန်းမောင်းမြို့ဆိုရင်မြို့ပေါင်း9မြို့ကိုတိုက်ခိုက်သိမ်းပိုက်ထားနိုင်ပြီပဲဖြစ်ပါတယ်စီးရီးတရင်အေးမြစ်တွေကတော့ဗန်းမောင်းမြို့သိမ်းတိုက်ပွဲကိုကွက်ကဲခဲ့တယ်ကွက်ကဲရေးမှုဒုက္ကပဆိုတာမကွေးတိုင်းထဲမှာပထမဆုံး ရောက်ရှိလာတဲ့ KIA အရာရှိဖြစ်တယ်လို့လည်းဆိုပါတယ်ကံကောခရင်အတွင်းမှာပထမဆုံးကွက်ကဲရေးမှုတာဝန်ကိုထမ်းဆောင်ခဲ့ပြီးမကွေးတိုင်းအဆင့်မှာလည်း စစ်စင်ရေးတာဝန်ခံဖြစ်နေတာဝန်တွေကိုထမ်းဆောင်ခဲ့သူလို့မှတ်ချက်ပြုကြပါတယ်တိုင်းမာရောခရိုင်မာပါအကြံဉာဏ်တွေအများကြီးပေးခဲ့တယ်ရဲဘော်တွေစစ်ပညာကိုတက်မြောက်စေဖို့အခြေခံသင်တန်းမောမန်သင်တန်းအန်စီအိုနဲ့ဆရာဖြစ်အကူသင်တန်းတွေအထိပါ ခရိုင်တွင်းမှာရအောင်ပေးခဲ့တယ်ပြောရင်ရေရှည်အတွက်ကိုပါကြည့်ပြီးအများကြီးလုပ်ပေးခဲ့တာတကယ်ကိုစိတ်ရင်းစေစနာကောင်းပြီး သဘောထားကြီးတဲ့ KIA အရာရှိတဦးပါဒုက္ကပရဲ့ကုတ်ကဲမှုကိုခံယူချသူတိုင်းသိကြပါတယ်လို့လဲအမိမဖော်လို့တဲ့စီရေးတရင်အရင်မြစ်တွေကမှတ်ချက်ပေးပါတယ်ဗမောင်မျိုးကိုရရှိခဲ့တာကြောင့်တော်လန်ရေးတက်တွေစိုးမိုးထိန်ချုပ်ထားတဲ့မျိုးက65မျိုးရှိလာပြီလဲဖြစ်ပါတယ်ရခင်ကမျိုးပေါင်း65မျိုးကိုတိမ့်ပိုက်ထားနိုင်တာဖြစ်ပေမဲ့လည်း ဇူလိုင်လဆန်းပိုင်းမှာကရီနီပြည်နယ်ကမိုးပြင်းမြို့ကိုစစ်အုပ်စုကပြန်လည်ရရှိသွားတဲ့အတွက်64မြို့ဖြစ်ခဲ့တာပါအခုစက်တင်ဘာလမှာတပြုတ်ထတ်တိုးလာပြီဖြစ်တဲ့အတွက်မြို့ပေါင်း65မြို့အထိရှိသွားပြီလည်းဖြစ်ပါတယ်ဗန်းမောင်မြို့ဟာစကိုင်းတိုင်းအတွင်းကစီးရဲရအချက်ချာကြတဲ့မြို့ဖြစ်ပါတယ်ဒီမြို့ကိုတိမ့်ပိုက်ဖို့အတွက်2023ခုနှစ်ကလေးက PDF တွေဟာလုတ်ဆောင်နေခဲ့ကြတာလို့လည်းသိရပါတယ်။နေဦးတော်လှန်ရေးရဲ့ဦးဆောင်သူဦးမင်းကိုတိုင်ကတော့ဗန်းမောင်မြို့ဟာဘျူဟာရအချက်ချာကြတဲ့မြို့တော်လှန်ရေးရဲ့မုံတိုင်းမျက်စီဟာအနောက်မြောက်စီအောင်မြင်စွာရွေ့နိုင်ခဲ့ပါပြီ။ဗန်းမောက်ကိုရလိုက်တာမြို့တစ်မြို့ရလိုက်တာထက်များစွာပိုပါတယ်။စီရတာမကဗန္နာယီ တန်တမန်ရေးတွေပါကြီးစွာတဲ့တက်ရောက်မှုတွေဟာတော်လှန်ရေးဘက်ကအပေါင်းလက္ခဏာရသွားတာပေါ့ဒီမျိုးဟာဘျူဟာရအရေးပါတယ်ဆိုတာဖက်စစ်တက်လဲသိလို့သူတို့အသက်တွေအများကြီးဖြုံးပြီးတော့ခုခံခဲ့ပါသေးတယ်ဒါပေမဲ့ IAO အပါဝင် တိုင်းရင်းသားစစ်ဖက်ခေါင်းဆောင်တွေကအစီမံကောင်းတွေနဲ့စနစ်တကျအချိန်ယူပြီးတော့ကြက်ကြက်နာနာပြင်ဆင် တိုက်တာဆိုတော့ ကာကင်းစကန်းကုန်းတွေဟာတုံးနဲ့ပြိုတယ်ဖက်စစ်တပ်သားတွေရဲ့စိတ်ဓာတ်တွေပါ လိုက်ပါ ပြိုကုန်ကြတာလို့ဗန်းမောက်မျိုးသိန်းတိုက်ပွဲတိမ့်ပိုက်ပြီးနောက်တည့်ရက်ဖြစ်တယ်စက်တင်ဘာ22ရက်နေ့မှာပြောကြားလိုက်တာပါဦးမင်းကိုနိုင်က အခုလိုပြောခဲ့ပါသေးတယ်ဗန်းမောက်တိုက်ပွဲအနိုင်တိုက်ခဲ့တဲ့ခေါင်းဆောင်တယောက်က ပြောတယ်ဗျမနေ့ကပဲအကိုရအညာသားညီအကိုတွေကန့်ဘလူမှာ ရဲစခန်းဝင်သိမ်းတဲ့ဗီဒီယိုကိုအားလုံးကြည့်လိုက်ရတာတိတ်အားရတာအကာအကွယ်မဲ့ကြီးဝင်တက်ရတာတတိကောင်းယုံမကဘူးယုံကြည်မှု အားကောင်းတာရောအနိုင်ရပြန်တော့ချင်းဝစ်ကောင်းတာကအစဒါရီမြင်ရတော့အောင်စိတ်တွေကူးခဲ့တာပြည်သူတွေရဲ့မှတ်ချက်တွေဖတ်ပြီးတော်လှန်ရေးလှိုင်းလုံးယုံကြွမြင့်လာတာတွေပြန်ပြောပြတယ်ခေါင်းဆောင်တွေစနစ်တကျကြိုပြင်ဥဆောင်မှုကိုချိန်ကြိုက်အားဖြင့် တိုက်နိုင်အောင်နိုင်ခဲ့ကြတာဗျလို့ဦးမင်းကိုနိုင်ကခစ်သစ်သတင်းမီဒီယာဌာနနဲ့အင်တာဗျူးမှာပြောထားပါတယ်ဒီအောင်မွေးကစီရီတစ်ခုတည်းအတွက်မဟုတ်ပါဘူးကျန်တဲ့네베리티အောင်စိတ်ကိုဝိုင်းတည်ကြဖို့လိုအပ်ပါတယ်အထူးသဖြင့်ဖက်စစ်တက်အလဲထိုးခံရတိုင်းမှာဝင်းကူပေးနေကြလက်မဲကြီးအလမ်းမမီတဲ့စီတော်လှန်ရေးမုံတိုင်းမျက်စီရောက်သွားပြီလို့ဆိုရပါမယ် ဗန်းမောင်မျိုးကိုရရှိလိုက်တာကဗန္နာယီတန်တမန်ရေးကအစအပေါင်းလက္ခဏာဆောင်တဲ့မဟာဗျူဟာကြအရေးပါဆုံးနေရာကိုအောင်စိတ်နဲ့အဆုံးဖြတ်အချိုးကွေကိုကောင်းကောင်းကြီးရလိုက်ကြတာလို့ဆိုရမှာဖြစ်ပါတယ်။ဦးမင်းကိုနိုင်ကတော့အောင်စိတ်ကိုအပြောင်းမခံကြဖို့အတွက်အခုလိုပြောကြားထားပါသေးတယ်။ဘရဘက်ကနှစ်ဖက်တည်းရှိတယ်လေနော်ဒေါ်လာရင်းဘက်နဲ့တို့ဒီဒီဖက်စစ်တပ်တွေရဲ့ဘက်ပေါ့နော်ဒေါ်လာရင်းတပ်တွေဘက်မှာတော့အရင်ကထက်ကို ညီညွတ်မှုဆိုတာကိုပို့ပြီးတော့ပြနိုင်တယ်မယုံရင်ကြည့်ပါဒီရက်ပိုင်းအတွင်းမှာဒီရက်ပိုင်းအတွင်းမှာပေါ့နော်ကတ်ပြီးတော့ကိုဘလောက်ညီညွတ်တယ်ဆိုတာကိုထပ်ပြဖို့လာပါလိမ့်မယ်အဲ့ဒါကအရေးကြီးတယ်ဆိုတာညီနေတယ်ဆိုတာတွေမကောက်ဘူးအပြန်အလှန်တီးမိနေတာဗျအပြည်သူလူထုကလည်းဒီတော်လိုင်းအရာသူတို့ထောက်ခံတယ်ဆိုတာကိုပြတော့ပြအောင်အဲ့တော့ဗျအခုဘယ်အဖွဲ့အစည်းမဆိုဆက်ပြီးတော့ဟာလာတိုက်ပွဲဝင်စီခြင်းနဲ့ဆိုရင်အရေးကြီးဆုံးလိုအပ်ချက်ကအပြင်ကဖိအားတို့ဟာလာတွန်းအားတို့ဆိုတာထက် ပြည်သူလူထုကအပြည့်အဝထောက်ခံနေတယ်ဆိုတာပြရင်တိုင်လို့ရတယ်ဒါဒါအရေးကြီးဆုံးအချက်တော့ဒါအင်းဘယ်လိုဖိအားမျိုးကိုမဆိုကြော်လွှားလို့ရတယ်ဗျဟုတ်တယ်ဟုတ်တယ်တစ်ဖက်မှာနော်ဟိုစစ်တပ်ဘက်မှာကြတော့ဘာဖြစ်သွားသလဲဆိုတော့တကယ်ကိုဗျာဆုံးရှုံးမှုကြီးဟာသူတို့မမျော်လင့်ခါခဲ့တဲ့အခြေအနေရောက်သွားတယ်သူတို့အညာတော့သူတို့သူတို့ဖြည့်သိမ့်နေအတွင်းထဲမှာဟာလားအာရွှေဘကြီးကနားနေတာပါပြင်ပြန်ထုံးမှာအခုကဟာကြတော့အရှုံးကိုဝန်ခံလိုက်ရပြီးတော့လက်လွတ်ဆုံးရှုံးလိုက်ရတယ်ဆိုတာကြီးက ။ဘာဖြစ်သွားလဲဆိုတော့စစ်တပ်ထဲမှာသူတို့ကိုယ်တိုင်ပြောနေကြတာနော်စစ်တပ်ထဲမှာနော်။ဒုတာဝန်အရေးသုံးပန်းနေရာမှာအဘထိုင်ကုန်တိရခိုင်မြဲရေးဆိုပြီးတော့ရေးလိုက်ပါတော့ဆိုတာမျိုးဖြစ်သွား။နော်။ဘာဖြစ်လို့လဲဆိုတော့သူတို့ရဲ့စစ်တပ်မှာဗျာနော်။ရုပ်ပိုင်းဆိုင်ရာဆုံးရှုံးတယ်စိတ်ပိုင်းဆိုင်ရာဆုံးရှုံးတယ်ကဲရုပ်ပိုင်းဆိုင်ရာဆိုတော့ဗျာလက်နဲ့တွေ့အများကြီးဆုံးရှုံးတာတွေ့လိမ့်မယ်ဒါပြန်ဝယ်လို့ရတယ်လို့ထားလိုက်ဦးနယ်မြေဆုံးရှုံးတာနဲ့စစ်သားတွေဆုံးရှုံးသွားတာယုံကြည်မှုဆုံးရှုံးသွားတာ ဒါပြန်ကုစားလို့မရတော့ဘူးအဲ့ကျွန်တော်တို့ဘက်ကကိုကိုအလုပ်ကိုကိုဆက်ပြီးတော့လှုပ်ဖို့သာလျှင်ရှိပါတယ်ဗျစစ်တပ်ထဲမှာတော့ဗျအရှုံးဟာကူးဆက်ယောဂါကြီးလို့ဖြစ်သွားပြီကျွန်တော်တို့ကိုဗစ်လို့ကူးဆက်ယောဂါလို့ဖြစ်သွားပြီအဲ့ဒီအချိန်မှာအနိုင်တိုက်ဖို့ပဲဗျအဲ့တော့ကျွန်တော်တို့ဘက်ပေါင်းဆိုကနေပြီးတော့ကျွန်တော်ကြံတဲ့အဖွဲ့အစည်းတွေကလည်းဒီအချိန်မှာဖိပြီးတော့ခုတ်ကလေးရမှာကျွန်တော်တို့ပြောဘူးကလည်းအလဲထိုးရမှာဟိုအချက်ပေါင်းများစွာခုတ်လာတဲ့အခါမှာကျွန်တော်တို့လှုပ်လာတဲ့ရက်ပေါင်းများစွာလှုပ်လာတဲ့အချက်ပေါင်းများစွာခုတ်လာတဲ့အပင်ကြီးလို့ ဂျွတ်ဂျွတ်ဂျွတ်ဆိုပြီးတော့သူ့ဝိတ်နဲ့သူလဲတော့မှာအဲ့ဒီအချိန်မှာကျွန်တော်တို့ဝိုင်းတွန်းရမယ်ကျိုးနဲ့ဆွဲချတဲ့သူကဆိုညာသာပေးပြီးတော့တွန်းချရမယ်အဲ့ဒီအနေထားကိုရောက်နေပြီနော်လူမိုက်ဂိုင်းသားတွေကတော့ပြိုကွဲပြီစိတ်ဝမ်းနေလဲကွဲပြီအကုန်လုံးပြိုကွဲနေအရှုံးနေဆန်နေကြည့်ပြီဗျာကြည့်ပါကျွန်တော်ပြောချင်တာဘုံမူးကျောက်အဆင့်လောက်ကိုတော့မှအရှင်လက်လက်ဖမ်းဆီးရနေတဲ့အခြေအနေမျိုးဟာလူတွေကအဲ့ဒီသတင်းမျိုးကတော့မှတော်တော်ယိုးပြီဆိုတာမျိုးဖြစ်နေတာဒါတကယ်တော့တောင်းအောင်ဝေးတယ်မဟုတ်ဘူးဆိုတော့ဘလောက်အောင်လာလဲဆိုတော့အောင်စိတ်ကိုအပြောက်မခံပါနဲ့ တို့ပြည်သူအချင်းချင်းကတော့ဆက်ပြီးတော့ဒီစိတ်နဲ့ပဲသွားမှာပဲအချိန်ဆွဲမခံဘူးအာယုံလွှဲမခံဘူးစိတ်ဝမ်းမကွဲဘူးဆိုတော့စိတ်နဲ့ဆက်သွားရင်တော့အောင်ပါတယ်လို့နော်ကြံပါသေးတယ်ရှေးလာဆိုရင် တော်လှန်ရေးအလှည့်ပြောင်းဖြစ်ခဲ့တဲ့တစ်တုံညာနှစ်ခွန်စစ်စင်ရေးကြီးဟာသုံးနှစ်ပြည့်တဲ့ကိုဝင်ရောက်လို့လာပါပြီ2023ခုနှစ်အော်တိုဝါ28ရက်ဟာမြောက်ပိုင်းညီနောင်သုံးဘွဲကစတင်ခဲ့တဲ့တစ်တုံညာနှစ်ခွန်စစ်စင်ရေးကြီးဟာတိုင်းသည့်ပြည်သည့် ကဘာတိနဲ့စစ်အုပ်စုရဲ့တပ်တွေဟာတကယ်တမ်းတိုက်တဲ့အခါဘာမှမဟုတ်ဘူးဆိုတာချပြလိုက်နိုင်တဲ့စစ်စီရေးကြီးပါအဲ့ဒီစစ်စီရေးကြီးကအစပြုလို့မြို့ပေါင်း65မြို့အထိ သိမ်းပိုက်နိုင်ခဲ့ကြတာပါတစ်တုံညာနှစ်ခွန်စစ်စီဒုတိယလိုင်းဟာလည်းပြင်းပြင်းထန်ထန်ရိုက်ခတ်ခဲ့တာပါပထမလိုင်းဒုတိယလိုင်းအပြီးခိတ္တငြိမ်နေတဲ့စစ်စီရေးတွေကိုဗန်းမောက်မြို့သိမ်းတိုက်ပွဲက တတိယလိုင်းအဖြစ်နဲ့ဆွဲခေါ်သွားမလားဆိုတာကတော့ဆက်လက်စောင့်ကြည့်အောင်မှာဖြစ်ပါတယ်လို့တခင်တွေ channel ရဲ့ပရိသတ်တွေအတွက်တင်ဆက်ပေးလိုက်ပါတယ်မြန်မာနိုင်ငံရဲ့စီးရေးနိုင်ငံရေးအထွေထွေသုံးသက်ချက်တွေကိုသိရှိနိုင်ဖို့အတွက်ကျွန်တော်တို့တခင်တွေ channel ကို subscribe လုပ်ထားဖို့လည်းမမေ့ကြပါနဲ့ဦးနော်ကြည့်ရှုပေးကြတဲ့ပရိသတ်တွေဘေးကင်းကြပါပြီးစီးပွားလက်လာပါတွေတိုးတက်ကြပါစေလို့ကျွန်တော်တခင်တွေဆုတောင်းပေးလိုက်ပါတယ်